2025အောက်တိုဘာ20ရက်နေ့မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာအွန်လိုင်းလောင်းကစားတွေကြာပြန့်ခိုင်းတွေကိုစီမံချက်တစ်ခုအနေနဲ့နိုင်နေရေးအရေးယူမှုတွေအစဉ်တစိုက်များလာတာနဲ့အမျှကြာပြန့်ခိုင်းတွေနဲ့ပတ်သက်ခဲ့မှုသူဘန်ကောက်၊ကေပင်၊ဝေကောက်ရောင်းချခဲ့မှုသူတွေကိုခြေအားခံလိုက်ပြီးလိုက်လံဖန်ဆင်းနေတဲ့ဆိုတဲ့သတင်းကဒေသခံတွေရဲ့သတင်းပေးပို့ချက်နဲ့အတူဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့လာခဲ့ပါတယ်။ ကိုယ့်ရဲ့အချက်အလက်ကိုအသုံးပြုပြီးပွင့်ထားတဲ့ဘဏ်အကောင့်၊ကေပင်းဝေးစတဲ့အွန်လိုင်းပေးမန့်အကောင့်တွေဟာတကောင့်ကို2000ကနေ2သိန်းအထိဈေးကွက်တစ်ခုလိုဖြစ်တည်ပြီးကျမတို့မျက်စိရှိမှပဲမတိမတာလှောက်ရှားနေကြတာ၆နှစ်ဝန်းကျင်ရှိလို့နေခဲ့ပါပြီ။ အပေးဝေးအစရှိတဲ့ online payment တွေမထွန်းကားခင်ကဆိုင်ယံကုမ္ပဏီတွေကဝန်ထမ်းတွေဟာလူစီကားတဲ့နေရာမှာလက်ပတ်သွားလာပြီးမှတ်ပုံတွေနဲ့ဘဏ်အကောင့်ဖွင့်ပေးရုံနဲ့ဖုန်းပေတစ်ထောင်တန်းထည့်ပေးတာ application ထည့်သွင်းသုံးပြုရုံနဲ့အထူးအကျိုးခံစား권တွေပေးတာစသဖြင့်ဆွဲဆောင်ခဲ့ကြပေမဲ့နောက်ပိုင်းတွင်ကျလာချိန်မှာတော့အဲ့ဒီလိုအကောင့်တွေရှိနေရုံနဲ့ကိုချက်ချင်းငွေဖော်နိုင်တဲ့အရာတွေလိုဖြစ်လာခဲ့တာပါအခုဗီဒီယိုလေးမှာတော့ အွန်လိုင်းပေးမှတ်တွေအသုံးပြုပြီးဒူးစရိုက်လုပ်ငန်းတွေလုပ်ကင်ကြတဲ့ကြားဖြတ်တွေကြောင့်မတိနားမလည်သူတွေအမှုခင်းဖြစ်ဖမ်းဆီးအရေးယူခံကြရတဲ့တနာစရာဖြစ်ရတွေရဲ့ဒီကိစ္စတွေဖြစ်စေခဲ့တဲ့အကြောင်းရင်းခံရဲ့စူပါမီတင်ဆက်ပေးသွားပါမယ်။မင်္ဂလာပါ။အခုတင်ဆက်ပေးနေတာကတော့ဗမီမီယာဖတ်စ်ကဖြစ်ပါတယ်။ရွှေလန်းချမ်းမြေကြပါစေ။ မြန်မာနိုင်ငံအစိုးရကကြာဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ဘန်းကောင်တွေ၊ KP ၊ဝေးကောင်ပန်ရှင်တွေအေးအေးယူခံရတာရဲ့အစကအနောက်နိုင်ငံတွေကကြာဖြတ်ကိစ္စတွေရဲ့တက်ရောက်မှုကြောင့်သူတို့နိုင်ငံသားတွေဆိုးရွားတဲ့ဘေးဒုက္ခကြီးတခုလို့ထိခိုက်နာကျင်ဘဝပြတ်ကုန်ကြရတာကိုသတိပြုမိစရာကနေစပါမယ်။အဲ့ဒီလိုသတိပြုမိသွားခဲ့ပြီးတဲ့နောက်မှာအမေရိကန်အစိုးရကကြာဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်သူတွေကိုစောသားရင်သားမခွဲကြပဲအကုန်ဖြုတ်နှုတ်ထုတ်လုပ်ပြီးကြာဖြတ်လုပ်ငန်းတွေကိုပြင်းပြင်းထန်ထန်စီးပွားရေးတိုက်စစ်ဆင်ပါတယ်။အဲ့ဒီနောက်ဥတီခဲ့တာတော့ မူလရင်းမြစ်အတိုက်ကြီးတွေဖြစ်တဲ့ကမောရီးယားနဲ့မြန်မာနိုင်ငံနယ်စပ်ကိုပါပဲ။ကရင်ပြည်နယ်မြောင်းရီမြို့နယ်မက်ထော်တလေးကျေးရွာအနီးမှာရှိတဲ့ KK ပတ်တရုတ်မြို့ကျေးစီမံကိန်းဟာတရုတ်ရာဇဝတ်ခိုင်းတွေအခြေချပြီးအွန်လိုင်းငွေလိမ်မှုလူကုန်ကူးမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေလောက်ကိုင်းနေတယ်ဆိုပြီးကမ္ဘာမှာကြော်ကြားတဲ့နေရာတစ်ခုပါ။ကကပတ်တရုတ်မျိုးတစ်စီမံကိန်းနေရာဟာထိုင်းမြန်မာနိုင်ငံနဲ့ဆက်တောင်ရင်းမြစ်ကမ်းဘေးမှာတည်ရှိပြီးအထက်မှာမြို့ကြီးတစ်မြို့လိုကိုစီကားတိုက်မြှောက်ပြီးဒုစရိုက်လောကသားတွေရဲ့နေမြေကြီးတစ်ခုပေါ့ ဒီလိုနာမည်ဆိုးနဲ့ကြော်ကြားတဲ့နေရာကိုအမေရိကန်ဘက်ကထိထိရောက်ရောက်အရေးယူတော့မယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက်အော်တိုဘာလ22ရက်နေ့မှာ Starlink Internet Company ကလည်းထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းကအွန်လိုင်းကြားဖြတ်ငွေလင်းစင်တာတွေကိုအင်တာနက်ပေးတဲ့ Starlink စက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီလို့ကြေညာခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲကေကေပတ်ကိုမြန်မာစစ်တပ်ကဝင်ရောက်စီးနှင်းတော့မယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပြီးတရုတ်ထိုင်းအပါဝင်နိုင်ငံသားသား300ကျော်နဲ့ပြည်ရင်းအလို့သမားတွေဟာကေကေပတ်ကိုစွန့်ခွာပြီးထိုင်းဘက်ခြံကိုထွက်ပြေးတိတ်ဆောင်ကြတာဟာလောက်ကင်မျိုးကြီးပြစင်းကန်ဤမြင်ငွေလိုကိုစီကားနေခဲ့ပါတယ်။ဒါကတော့ကဘာကစားဖြတ်လုပ်ငန်းတွေကိုပြင်းပြင်းထန်ထန်ဆန့်ကျင်တိုက်ခိုက်နေကြပြီဖြစ်တဲ့ဆိုတာရဲ့နောက်ခံသတင်းတွေပါ။ ကျမတို့အခုပြောပြမယ့်ဘဏ်အကောင့်ကပေးဝေးအကောင့်ရောင်းချသူတွေကိုဖမ်းဆီးအရေးယူတဲ့ဖြစ်စဉ်နောက်ခံကတော့ပြီးခဲ့တဲ့နှစ်2024ခုနှစ်ကစတင်ခဲ့တာပါမန္တလေးမြို့ရဲ့စင်ကျင်ဘုံရပ်ကွက်တွေကိုကြားပြန့်ကိုင်းကလူတွေဆင်းပြီးကိုမပုံတင်တဲ့ဘဏ်မှာငွေစုစာအုပ်လိုက်လုပ်ပေးရင်ငွေ1000ပေးမယ်ဆိုပြီးခေါ်ယူခဲ့ကြလို့မသိနားမလဲတဲ့ရပ်ကွက်နေလူအများပြားဟာလိုက်ပြီးလုပ်ပေးခဲ့ကြပါတယ်စာအုပ်တွေကိုတော့ကြားပြန့်ကိုင်းကိုယ်စားလှယ်ကပဲတင်သွားခဲ့တာပါ ကြားပြန့်သမားတွေဟာမသိနားမလဲတဲ့ပြည်သူတွေရဲ့ဗန်းစာအုပ်နဲ့ကေပေးတွေထပ်ဖွင့်ပြီးငွေလိမ်တဲ့နေရာ၊ online လောကစားငွေလက်ခံအကောင့်စားတဲ့နေရာတွေမှာအသုံးပြုခဲ့တာကြောင့်မူလပတ်ရှင်ပြည်သူတွေဟာဒုက္ခရောက်ကုန်ခဲ့ကြတာပါ။အမှုကောင်းစဉ်ကတော့ကြားပြန့်လုပ်ငန်းမှာပူပေါင်းပါဝင်ပတ်သက်မိသူများပါပဲ။ကိုကငွေအလွယ်ရလို့မသိနားမလဲပဲဗန်းစာအုပ်ရောင်းစားသလိုဖြစ်သွားခဲ့ပေမဲ့ဥပဒေကတော့ခွင့်မလွတ်ခဲ့ပါဘူးဗန်းစာအုပ်ရောင်းစားခဲ့ဘူးသူအများပြားဟာအဖမ်းဆီးခံရပြီး ဖမ်းမခံရသေးတဲ့သူတွေဟာလည်းလိုက်လံဖမ်းဆီးနေတဲ့ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေကြကြပါဗျ။လက်ရှိအချိန်မှာပြည်သူတွေဟာကိုယ်ပံအကောင့်ကိုပြန်သွားပိတ်ဖို့စူးစမ်းခဲ့ကြပေမဲ့ဘဏ်ကပိတ်လို့မရတော့ဘူးလို့ဆိုတာကြောင့်စိုးတထိတ်ထိတ်နဲ့နေနေရတယ်လို့ဒေသခံတွေကပြောပါဗျ။တကယ်တော့ဒီကိစ္စတွေရဲ့အစဟာ2021ခုနှစ်မှာစတင်လုပ်ငန်းလည်ပတ်ခဲ့တဲ့ကေပေးဝေခေဦးပိုင်းလောက်ကနေစပြီး2018ကနေ2022ခုနှစ်အထိမတမာသူတွေ အွန်လိုင်းလေလံမှုကျိုးလွန်ဖို့စ조사ကြသူတွေဟာလိုင်းပေါ်မှာကေပေးအကောင့်တွေကိုလိုက်ပြီးဝယ်သုံးလို့ရှိကြပြီးဈေးတွေက2000ကနေ5000အထိပေါက်ကြပါဗျ။ဒီဈေးကွက်ကိုမြင်သားသိထားတဲ့သူအချို့ကတော့ဤဆက်ရဆွေမျိုးသားချင်းတွေရဲရွာတွေကနုံနုံအားအားလူမျိုးတွေစားတဲ့လူတွေကိုအတုံးချပြီးကေပေးအကောင့်ဝယ်ကောင်စားရတွေဖွင့်ပြီးရောင်းချကြလို့ရှိပါဗျ။ ခေဦးပိုင်းမှာမတမသူတွေကဒီလိုအကောင့်တွေကိုဝယ်ပြီးတုံးခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့ရောင်းချသူတွေကစင်ကဲ့အပြောက်လျှောက်ပြီးအကောင့်တွေကိုပြန်ယူပြီးအကောင့်တွေကငွေတွေကိုအပိုင်စီပြစ်တာမျိုးတွေများလာတဲ့အခါမှာနောက်ပိုင်းမတမသူတွေနဲ့ကြားပြတ်လုပ်ငန်းလုပ်ကင်သူတွေဟာကျေလက်နေလူဒန်းစားနဲ့စင်ကြေပုံးရက်ွက်တွေကမတိနားမလည်တဲ့လူဒန်းစားတွေကိုဥတီလာတော့တာပါပဲ၂၀၂၅ခုနှစ်စက်တင်ဘာလထဲမှာမန္တလေးမြို့ပတင်ကြီးမြို့နယ်ကရွာတရမှာ ငွေ2000ကနေ2သိန်းကြာရလို့ဆိုပြီးကိုယ့်နာမည်နဲ့ဗန်ဆောက်အုပ်တွေလိုက်လို့ပေးခဲ့ကြလို့ရွာလွန်းချွတ်နီးပါမြန်မာနိုင်ငံတည်ဆဲဥပဒေနဲ့အရေးယူခံခဲ့ရတယ်။အဖြစ်တစ်ခုဖြစ်ခဲ့မှုပါတယ်။ဘန်ကောက်ဖွံ့ဖြိုးရုံနဲ့2000ရတာမို့ချွတ်တဲ့ရှာသူကြေးဝါသူပြည်သူလူထုဟာမသိနားမလဲစွာနဲ့ပြစ်မှုကျူးလွန်မိတယ်လို့ဖြစ်သွားခဲ့ရရှာတာပါ။2025အောက်တိုဘာလ18ရက်နေ့မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာစာပြလုပ်ငန်းတွေနဲ့ online လောကစားတွေကိုထိထိရောက်ရောက်နှိမ်နင်းနေတဲ့အကြောင်းသတင်းမီဒီယာတွေကိုအတိအပြပြောကြားခဲ့ပါဗျာ။ ဲ့ဒီသတင်းပေးချက်ထဲမှာ online လုံခြုံရေးထိုင်တွေအပြင် online လုံခြုံရေးကြော်ညာတွေကိုလက်ခံကြော်ညာပေးသူများမပုံတင်ကကိုယ့်နာမည်နဲ့မပုံတင်ထားတဲ့စင်ကန်ဘန်စာအုပ်ဘန်ကောက် KB ဝေးစတဲ့ပေးမအကောင့်ရောင်းချသူတွေကိုပါဥပဒေအရထိထိရရအရေးယူမဲ့အကြောင်းပြည်သူလူထုကိုပညာပေးအနေနဲ့လည်းနိုင်ငံပိုင်သတင်းစာနဲ့ရုံးပြန်တန်ကြားတွေမှာထက်သွင်းဖော်ပြပြီးအသိပညာပေးတွေလည်းဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်